အမေရိကမှာကျောင်းတက်နေတဲ့မြန်မာကျောင်းသားတွေဒုက္ခအကြီးကျယ်ရောက်ကြပါမယ်။အမေရိကမှာကျောင်းတက်နေတဲ့မြန်မာကျောင်းသားတွေကပြည်ထောင်အကြီးကျယ်ကိုကျယ်ရောက်ကြမှာဖြစ်ပါတယ်။အမေရိကန်သမ္မတတယောက်ဖြစ်တဲ့ဒေါ်နယ်ထရန့်တက်ရောက်ပြီးတဲ့နောက်မှာတော့နိုင်ငံကြီးကရစရာမရှိအောင်ကိုပြောင်းလဲလာတာတွေ့ရမှာပါ။အစိုးဆုံးကတော့ဒေါ်နယ်ထရန့်ကသူ့လုပ်ချင်တာတွေကိုသူ့လုပ်ပြီးသူ့လူမျိုးကလွှဲရင်တခြားလူမျိုးဘာသာကြားတွေကိုဂယုမစိုက်တတ်တဲ့လူမျိုးဆိုတာအကောင်လုံးသိမှာပါ။အရင်တုန်းကဆိုရင်လည်းသူကတော်တော်ကြီးပြည်ထောင်ရှာတဲ့လူထဲမှာပါပါတယ်။ Google ရဲ့ CEO ဇီမအိန္ဒိယလူမျိုးတွေကိုပဲအတိအကအလုပ်ထည့်ပြီးတော့နိုင်ငံသားတွေကိုအလုပ်ခံတာအရင်အတွက်နည်းလို့ဆိုပြီးပြည်ထောင်အကြီးကျယ်ရှာခဲ့တဲ့အပြင်ဒီက ကနေစပြီးဒီကမ္ဘာမှာသူတို့ရဲ့လူမျိုးဖြစ်တဲ့လူပြူတွေကိုပဲအလုပ်ခတ်ရမယ်ဆိုပြီးပြဿနာရှာခဲ့ပါတယ်။ဒါပေမဲ့ဒီမိုကရေစီနိုင်ငံဖြစ်လို့ပြဿနာကိုအေးဆေးဖြေရှင်းခဲ့ပါတယ်။ဒီလိုမျိုးပါပဲ။အခုရပိုင်းတွေမှာဆိုသူရဲ့လူမျိုးခွဲခြားတာတွေကတော်တော်ကြီးကိုစိုးလာပါတယ်။လက်တလုံးမှာလည်းမြန်မာနဲ့ပတ်သက်ပြီးတော့ပြဿနာရှာခဲ့ပါတယ်။အဲ့ဒါကတော့အမေရိကန်ဟာအရင်ဆုံးကလေးကမြန်မာနိုင်ငံကကြောတဲ့ကျောင်းသားတွေအတွက်ထောက်ပံ့ထားတဲ့ scholarship ပတ်စံတွေထုတ်ပေးပြီးတော့ကျောင်းသားတွေကိုသူတို့နိုင်ငံမှာအခမဲ့ပညာသင်ခွင့်ပေးလို့ရှိပါတယ်။အခုထရန့်ရောက်လာပြီးတဲ့နောက်ထောက်ပံ့ငွေတွေကိုပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဒီကိစ္စကြောင့်မတော်တော်ကြီးကိုပြဿနာတွေတက်ခဲ့သလိုမြန်မာတနိုင်ငံလုံးလည်းစုညံခဲ့ပါတယ်။အခုဆိုရင်တော့ဒီထက်ပိုဆိုးတဲ့အရာတွေကိုမှ trend ကလုံနေပြီဖြစ်ပါတယ်။အဓိကကတော့ယူကြောင်ကြောင်အရာတွေလို့ပြောလို့ရပါတယ်။သူနဲ့ပတ်သက်ပြီးမကောင်းတာတွေလို့သမျှသူ့ကိုကန့်ကွက်သမျှတွေအားလုံးကိုသူကပိတ်ပင်တော့မှာပါ။အဓိကကတော့သူကចောင်းသားတွေကိုပိတ်ပင်တော့မှာပါ။အ အခုလောလောဆယ်တော့ထရန့်ကအကြောင်းလာတက်ဖို့အတွက်ဗီဇာလျှောက်ထားတဲ့ကျောင်းသားတွေရဲ့ဗီဇာတွေခဏရထားပါတယ်ဆိုတဲ့အကြောင်းရင်းကိုအနည်းငယ်ပြောပြပါမယ်။ဒီအမေရိကမှာအရန်တော်တဲ့ကျောင်းသားတွေပဲလာရောက်တက်ရလို့ရှိပြီးတော့ဒီကျောင်းသားတွေကြောင့်ပဲသူပြဿနာရင်ဆိုင်နေရလို့ပါ။ဟာဘက်ဆိုတဲ့တက္ကသိုလ်ကျောင်းကိုလူတိုင်းဒီပါတည်ကြမှာပါ။ဒီကျောင်းကနေပညာရှင်တွေအများဆုံးထွက်ပေါ်လာတာဖြစ်တယ်လို့ဇူကာဘက်ဆိုတဲ့ပညာရှင်ကိုယ်တိုင်ကဒီတက္ကသိုလ်မှာတက်ခဲ့ပူပါတယ်။ဒီကျောင်းမှာတက်တဲ့ကျောင်းသားတွေကလည်းမတရားပြုလုပ်တဲ့နိုင်ငံကိစ္စတွေမှာအရန်ပါဝင်လို့ရှိတယ်လို့အများဆုံးဆန္ဒပြလို့ရှိပါတယ်။တခုခုဆန္ဒပြပြီးဆိုရင်ဒီကျောင်းသားတွေကအဲ့ဒီဆန္ဒပြမှု ်းမှုတွေကိုအဓိကပဲပြုလုပ်လို့ရှိပါတယ်။ဥမာနားလည်အောင်ပြောပြရမယ်ဆိုရင်တော့ပါလက်စတိုင်းနဲ့အစ္စရေးစစ်ပွဲကိုတီမာပါ။ရှန်ကတော့အစ္စရေးဘက်ကနေပါပြီးအထောက်ပံ့နေလောက်ပါတယ်။ဒါကြောင့်လူတွေကအသေးချေပြက်စီးကြပါတယ်။အဲ့ဒီချိန်ကျောင်းသားတွေကထရန့်ကိုဆန္ဒပြကြတယ်။ဒီလိုမျိုးဖြစ်လာပြီးနောက်မှာတော့ထရန့်ကတော်တော်လေးစိတ်ဆိုးလာပါတယ်။အဲ့ဒါကြောင့်ထရန့်ကအလင်းညာမှုတစ်ခုပြုလုပ်ပါတော့တယ်။အဲ့ဒါကတော့ထရန့်ကတက္ကသိုလ်မှာတက်တဲ့ကျောင်းသားတွေရဲ့အချက်လက်တွေကိုတောင်းပါတယ်။ကျောင်းသားတွေရဲ့အချက်လက်ကိုမပေးလို့ကျောင်းသားတွေကလူကောင်းလားမကောင်းတဲ့လူလားသိအောင်စုံမြတ်ချက်တစ်ခုချခဲ့ပါတယ်။အဲ့ဒီကျောင်းသားတွေရဲ့ social media တွေကိုစစ်ဆေးမယ်။အချက်လက်တွေကိုရှာဖွေမ ဲ့ထရက်နဲ့ပတ်သက်ပြီးလောင်မြောင်တာဟာတာလောက်တာနိုင်ငံရေးလောက်တာ post ခုတွေးခဲ့မယ်ဆိုရင်တော့သူတို့ကိုကြောင်းတက်ခွင့်ပေးတော့မှာမဟုတ်တော့ပါဘူး။ဒါကတော့ထရက်လိန်နေတာကိုအကုန်လုံးကပြောနေကြပါတယ်။တမရဟိကွန်မြူချက်တွေမရပဲသူတို့ရဲ့နိုင်ငံမှာတခြားနိုင်ငံကလူတွေကကြောင်းတက်ခွင့်ရတယ်ဆိုတော့မဖြစ်နိုင်ဘူး။တကယ်လို့ထရက်ပြောခဲ့သလိုမျိုးတက္ကသိုလ်ဟာအကြောင်းသားတွေရဲ့အချက်လက်မပေးခဲ့သေးရှိတော့တမရထိအောင်အနေနဲ့ဒီကြောင်းကြီးကိုပါပိတ်ပစ်လို့ရပါတယ်။ဒါကတကယ်တော့တော်တော်လေးကိုယူကြောင်းကြောင်းနိုင်ပါတယ်။ဒီတမရကြောင့်အမေရိကန်ရောက်နေတဲ့မြန်မာနိုင်ငံသားတွေလည်းတော်တော်လေးဒုက္ခရောက်နေပြီပဲဖြစ်ပါတယ်။ဒါကြောင့်သူ့ကိုအယူသမားလို့ပြောနေကြတာပါ။သူ့ကိုလူက ကောင်းလို့ချက်ပါလားကွန်မမရေးပေးခဲ့ပါအောင်နော်ဒီလိုမျိုးစိတ်ဝင်စားဖွယ်ကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုကြနေဆိုရင်တော့ကျွန်မတို့ဇော်တဲ့အောင် sharing channel လေးကို like တန် subscribe လေးလုပ်ထားပေးခဲ့ပါအောင်ရှင်